အားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာ26ရက်နေ့လည်ကင်းထီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ကင်းသတင်းတွေတဲ့အင်တော်မှာဖန်ထားတဲ့စစ်သား73ဦးလက်နက်တွေလူပြီးထွက်ပြေးသွားတဲ့သတင်း အာစာလုံရက်တွေဟာငင်းကျစွာနေထိုင်မှုကို အဟန့်တားဖြစ်စေရလို့ထုတ်ပြန်လာတဲ့မွတ်စလင်ရေးရာကောင်စီရဲ့သတင်း NLD ဟာနိုင်ငံအချုပ်အခြာချိုးဖောက်သူဆိုပြီးခင်ရီဒေါသတကြီးဆွဆွဲတဲ့တရင် ထိုင်းမီဗီယာကြီးနေရွာဆံမိုးထိုင်းကလေးကိုလေးစားရင်ထိုင်းရောက်မြန်မာတွေကို အန်ယူဂျီတရိပ်ပေးတဲ့တရင်စစ်မှုထမ်းတွေမထွက်ဖို့ယာရူတိုးပေးပြီးစီယုံရင်းစင်းနေရတဲ့စစ်ကောင်ရှင်ရဲ့တရင် ဂျော်ဂျီယာနိုင်ငံနဲ့ယူရေနီယံလိုက်ဝယ်နေတဲ့တရုတ်သုံးဦးတော့အဖမ်းခံရပြီဆိုတဲ့အဲ့ဒီလိုနှစ်လေကင်းတီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုနှစ်လေကင်မှာရရှိထားတဲ့သတင်းတွေတဲကပထမအုပ်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အင်းတော်မှာဖန်ထားတဲ့စစ်သား73ဦးတပ်နက်တွေလူပြီးထွက်ပြေးသွားတဲ့သတင်းဖြစ်ပါတယ် စကိုင်းတိုင်းအင်းတော်မြို့နယ်မှာဖန်စီထားတဲ့စစ်ကောင်ရှင်လောက်ကန်းစစ်သား73ဟာလက်နက်တွေလူယူပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေထံကလည်းစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်ညနေပိုင်းမှာအင်းတော်ပတ်သုံးလုံးရဲ့လုံခြုံရေးပေါ်ရုံမှုကို အခွင့်ကောင်းယူပြီးစစ်တပ်ဝန်းတွေဟာထွက်ပြေးလွတ်မြောက်သွားတာလည်းဖြစ်ပါတယ်။ အင်းတော်မြို့သိန်းတိုက်ပွဲတုန်းကဖမ်းဆီးရမိထားတဲ့တုတ်ပန်းခွေးဆက်သုံးကောင်အချုပ်ဖောက်လက်နက်လိုထွက်ပြေးသွားတာဖြစ်တဲ့လက်နက်သုံးလက်လဲပါသွားတယ်လို့ဖြစ်စဉ်သိရှိထားတဲ့ရဲဘော်တို့က MPA ကိုပြောပါတယ်အခုလောထွက်ပြေးသွားတဲ့စစ်တုံးဝန်းတွေကို ပြန်လည်ဖမ်းဆီးရရှိနိုင်မှုအင်းတော်ပါကာဖာကအသေးအတန်ရှာဖွေမှုတွေပြုလုပ်နေပေမဲ့လက်ရှိအချိန်ထိတော့ပြန်လည်ဖမ်းဆီးရမိတာမရှိသေးပါဘူး။ ကြပြင်ထွက်ပြေးစစ်တုံးဘန်းတွေဟာလက်နက်တွေပါပါရှိတဲ့အတွက်ဒေသခံတွေကိုတစားကန်အဖြစ်ဟန်းစီခေါ်ဆောင်နိုင်မဲ့အခြေအနေတွေရှိနေရကြောင်းသက်ဆိုင်ရာကျေးရွာအလိုက်လုံခြုံရေးတင်းကျပ်မှုနဲ့လူစိမ့်ဝင်ထွက်ရှိလာတဲ့အခါသတင်းပေးဖို့အချင်းချင်းနှုံးဆော်မှုတွေပြုလုပ်ထားပါတယ်။ ထွက်ပြေးသွားတဲ့စစ်တုပ်ခွန်းတွေဟာအင်းတော်မျိုးနဲ့နန္ဒမေချင်းတီဆန်နေတဲ့ဗမောက်မျိုးအနောက်ချမ်းမှာရှိတဲ့ SN တက်တွေနဲ့တွားရောက်ပူပေါင်းနိုင်တဲ့အခြေအနေရှိနေတဲ့အတွက်အဲ့ဒီတုပ်ခွန်းတွေကို အသေးအံရှာဖွေမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ အင်းတော်မြို့နယ်မှာရှိတဲ့တော်လရင်တပ်ဖွဲ့တွေဟာဗမောက်မြို့နယ်ကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်ရှင်နဲ့ SNL တပ်တွေကိုခုခံမှုတွားရောက်နေရတဲ့အတွက်မြို့ရင်းမှာလုံခြုံရေးအင်အားနည်းနေတာကိုအခွင့်ကောင်းယူပြီးတော့စစ်တုပ်ပန်းတွေဟာထွက်ပြေးခဲ့တာလည်းဖြစ်ပါတယ်ဒုတိယအနေနဲ့အာဆာလောက်ရက်တွေဟာငင်းကျန်းစွာနေထိုင်မှုကိုအဟန့်တားဖြစ်စေလို့ထုတ်ပြန်လာတဲ့မွတ်စလင်ရေးရာကောင်စီသတင်းမှာ အရကပီမောင်တော်ခရိုင်မှာ ခေဆက်ဆက်အစိုးရတွေဟာဒေသခံအချင်းချင်းကိုတွေးခွဲရန်တိုက်အုပ်ချုပ်မှုတွေနဲ့စစ်တပ်က အာစာ ISO ကိုနှိမ်နင်းတဲ့အကြောင်းပြချက်တွေနဲ့ဒေသတွင်းပြည်သူတွေအထူးသဖြင့်မွတ်စလင်တွေကိုအတိတ်ဒုက္ခရောက်စေခဲ့တယ်လို့မောင်တော်ခရိုင်ခရိုင်မွတ်စလင်ရေးရာကောင်စီကမနေ့ကထုတ်ပြန်ထားပါတယ် အရခတက်တော်အေက ရခိုင်တပီလုံးနီးပါတိမ့်ပိုက်အုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာဒေသအခြေအနေတည်ငြိမ်လာပြီးတော့မွတ်စလင်ပြည်သူတွေအနေနဲ့လည်းဘာသာရေးပညာရေးကျန်းမာရေးခီးတော်လာရေးတွေတိုးတက်ကောင်းမွန်လာတယ်လို့အဲ့ဒီအဖွဲ့ကဆိုထားပါတယ် အဲ့ဒါတွေအပြင်အေရဲ့ဌာနဆိုင်ရာအတီတီမှာမော်ဆလင်နဲ့အမှုထမ်းခွေရရှိလာကဘာသာရေးရိုးရာတလေးနဲ့ဆိုင်တဲ့ကိစ္စရက်တွေကိုတင်တိုင်းဖြေရှင်းနိုင်တဲ့မော်ဆလင်ကြီးကဲတွေကိုဖွဲ့စည်းဆောင်ရွက်ခွင့်ပြုခဲ့တာတွေကြောင့်ရခိုင်နဲ့မော်ဆလင်တွေကြားလူမှုတဟဇာတာဖြစ်ပြီးငင်းကျန်းစွာအတူရှင်သွဲနေထိုင်ရေးကိုအထောက်အကူပြုလာတယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ် ဒါပေမဲ့အာစာ ISO အဖွဲ့တွေဟာကောင်းမွန်တဲ့စင်တွေကိုဖျက်ဆီးမဲ့အကြံဖတ်မှုတွေမကြာခဏပြုလုပ်ခဲ့တဲ့အတွက်ဒေတာတွင်တင်းငယ်အေဂျင်ရင်းနဲ့တရားဝင်စုံမှုရေးကိုချိန်ကျလျက်ရှိနေရလို့အထက်ပါအဖွဲ့ကထောက်ပြထားပါတယ်။ အဲ့ဒီလိုချက်လက်တွေအမင်းပြပအဖွဲ့အစည်းတချို့ကတဟဇာတာကြကြအေဂျင့်စွာနေထိုင်နေတဲ့လူမှုအဖွဲ့အစည်းတွေရဲ့အတန်ကိုနားမထောင်မဲအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့မဟုတ်မမှန်ဟွာလာပြန်တဲ့မာတွေကိုသာအခြေခံပြီးပတ်လိုက်ပေါ်ပြနေတဲ့အတွက်မွတ်ဆလင်နဲ့ရခိုင်မျိုးနယ်ဆိုတဲ့ကြားမယုံကြည်မှုတန်တရားဖြစ်မှုကြောက်ရွံ့စိုးရိမ်မှုတွေကြောင့်အချင်းချင်းဆက်ဆံရင်းတင်းမာလာနိုင်ပြီးရင်းရက်စွာအတူရှင်သွဲနေထိုင်ရေးကိုအဟန့်တားဖြစ်စေလို့ ခရယမွတ်စလင်ရေးရာကောင်စီကပြောပါရယ်။ဒါရီကြောင့်အကြံဖက်အာစာ ISO အဖွဲ့ကအပြစ်မဲ့ပြည်သူတွေပေါ်ရည်ရချက်ရှိရှိနှိမ့်ဆက်တပ်ဖြတ်နေမှုတွေကိုပြည်ပအဖွဲ့အစည်းတချို့ရဲ့အပြုသဘောဆောင်တဲ့လုပ်ရက်တွေဟာမိလောင်ရလေပင်လုပ်ရက်တွေဖြစ်လို့လုံးဝရှုတ်ချတယ်လို့ခရယမွတ်စလင်ရေးရာကောင်စီကထုတ်ပြန်ထားပါရယ်။ ပြည်ရဲ့မေလာကနေအောက်တိုဘာ23ရက်အထိမောင်တော်ဒေတာတွင်မှအာစာအဖွဲ့ရဲ့ခြုံကိုတိုက်ခိုက်မှုကြောင့်အရတား40ဦးထိသေဆုံးပြီး19ဦးထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ထပ်မံတင်ဆက်ပေးချင်တာကတော့ NLD ဟာနိုင်ငံအချုပ်အခြာချိုးဖောက်သူဆိုပြီးခင်ရီဒေါသတကြီးဆွဆဲတဲ့အကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာပြည်သူတွေနောက်ကျော်လို့လုံးနေရဖို့အတွက်လူဝင်မှုကြီးကြပ်ရေးဥပဒေအစည်းဥပဒေနဲ့နောက်ရခွင့်ဥပဒေတို့ကိုဖျက်သိမ်းပေးခဲ့ပါတယ်။အဲ့ဒီဥပဒေတွေဖျက်သိမ်းလိုက်တဲ့အတွက်ရဲတွေဟာပြည်သူတွေကိုစိတ်ချနိုင်လုံးမရတော့အတွက်လူသားဆန်စွာနေထိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီဥပဒေတွေကိုဖျက်သိမ်းလိုက်တာဟာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုချိုးပေါက်ခဲ့တာဖြစ်တယ်ဆိုပြီးတော့စစ်တပ်အာဏာသိမ်းမှုထောက်ခံခဲ့တဲ့အာဏာယူစန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကတော့ဒေါသတကြီးနဲ့ NLD အစိုးရကိုဆက်ဆွဲပြောကြားလိုက်ပါတယ် ပြည်ဝင်ခွင့်နဲ့ပတ်သက်ပြီးရှောက်ထားစရာမလိုဘူးဆိုပြီးတော့အဲ့ဒီလွန်ခဲ့တဲ့အစိုးရအဖွဲ့အစည်းတစ်ခုလက်ထက်မှာဖျက်ပစ်လိုက်တဲ့ခမရဝင်လာတာကိုလုံးဝမသိတော့ဘူးပြီးတော့ဗမာတဲလဲဆိုတာမသိအောင်အစင်းဥတွေကိုဖျက်လိုက်တယ်ဖြေသွားလဲဆိုတာမသိအောင်နောက်ရခိုင်ဥတွေဆိုတာဖျက်လိုက်တယ်ဝင်လာလဲမသိဘူးနေလာလဲမသိဘူးပေးသွားလဲဆိုတာမသိဘူးအတိတော့ကိုယ်နိုင်ငံမှာလူဆုံးမဲ့လူကောင်းမဲ့မသိရတဲ့သူတွေအများကြီးဖြစ်မနေဘူးလားလို့အာနာငန်းငန်းတက်နေတဲ့ခင်ကပြောခဲ့တာပါ ခင်ကရဲချုပ်အောင်တအိုးဖြစ်ပြီးတော့အဲစင်းနဲ့နောက်ရောင်ခံဥပဒေတွေကိုအတုံးပြူပြီးပြည်သူတွေကိုအနီးကပ်ထိန်းချုပ်ဖို့ကိရိယာအဖြစ်အတုံးပြူခဲ့သူလည်းဖြစ်ပါတယ်။အခုလိုခင်ကအနာဒီအစိုးရကိုတောက်လျှောက်တိုက်ခိုက်နေတာကလည်းစေအိုစုရဲ့ရက်တီချက်နဲ့အပြေဝါကိုက်ညီနေပြီးတော့စစ်ကော်မရှင်ရဲ့ထောက်ခံမှုကိုပုံမို့ရယူဖို့ရည်ရွယ်ပြီးလှုံ့ဆော်နေတာဖြစ်တယ်လို့ထောက်ပြချက်တွေလည်းရှိနေပါတယ်။ ဒါပြင်အနာဒီအစိုးရလက်ထံမှာသူတို့ပါတီအာဏာမရခဲ့တာနဲ့အတိုက်အခံနေရာတွေမှာနေရာမရခဲ့တဲ့အပေါ်မကျေနပ်မှုတွေနဲ့အခုလိုစကလုံးပြင်းပြင်းထန်ထန်တွေအုံဖြူပြီးခင်ဟာအခုလိုတုတ်ပြန်မှုတွေကိုမကြာခဏပြုလုပ်ပြီးတော့အနန္ဒီပါတီကို တိုင်းပြည်ဖျက်တဲ့အဖွဲ့အစည်းအဖြစ်ပြည်သူတွေရှုမြင်လာအောင်လှုပ်ဆောင်နေရလဲဖြစ်ပါတယ်ဆလပင်းထိုင်းပြည်ပြားကြီးနေရွာဆံမှုထိုင်းကလေးကိုလေးစားဖို့ထိုင်းရောက်မြန်မာတွေကိုအညှို့စီတတိပေးတဲ့အကြောင်းပြောပြခြင်းပါတယ် ထိုင်းရောက်မြန်မာပြည်သူတွေအနေနဲ့ထိုင်းနိုင်ငံပြည်မယ်တော်မိဖုရားကြီး တတိခေနိုင်ရွာဆန်ချင်းအတွက်ရက်တရာပြင်ဝန်းနေချင်းကာလအတွင်ထိုင်းရွာဒလေးတွေကိုလေးစားလိုက်နာဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မောင်ကသူ့ရဲ့လူမှုကွန်ရက်ဆမ်မနာမှာရေးသားထားပါတယ်။အသက်63နှစ်အရွယ်ဘုရင်မကြီးတတိခေဟာအော်တိုဝါ24ရက်မှာနိုင်ရွာဆန်ခဲ့တာဖြစ်ပြီးတော့ထိုင်းတနင်္ဂနွေလုံးအတွက်ဝန်နဲ့ပွဲဆုံးရှုံးမှုဖြစ်တာကြောင့်ထိုင်းဆိုရာကဝန်နဲ့ချင်းကာလရက်တရာသတ်မှတ်ထားတာပါ။ ထိုင်းနိုင်ငံရဲ့မိခင်ဘီယင်မာကြီးတိတိခေကွယ်လွန်သွားမှုအတွက်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။သူမရဲ့စက်တီရှိမှုဉာဏ်ပညာနဲ့ကယုဏတရားဟာလူသားမောင်များစွာကိုတက်ရောက်လွှမ်းခြုံခဲ့ပါတယ်။နိုင်ငံတော်အဆင့်ဝန်ထမ်းကြီးခွဲတဲ့အချိန်မှာရပောင်းတရားအတွင် ထိုင်းကလေးထုံးတမ်းတွေကိုတလီတစားရှိဖို့ထိုင်းနိုင်ငံကမြန်မာပြည်သူတွေကိုတိုက်တွန်းလိုပါတယ်လို့နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မောင်ကအရေးတားထားပါတယ်။ အခုလိုမိဖုရားကြီးနဲ့ရာဆန်သွားတဲ့အတွက်ပြည်သူလူထုအနေနဲ့အနဲ့ရောင်ဒါမှမဟုတ်အယောင်ဖြော့မိန်တဲ့အဝန်စာကိုဝစ်ဆင်ပြီးဝမ်းနဲ့ခြင်းကို ရပောင်း90ပြတ်တော့ဖို့ထိုင်းဆိုရကတိုက်တွန်းထားပါတယ်အန်ယူစီအနေနဲ့အခုလိုတတိပေးလာတာဟာထိုင်းတော်ဝင်မိသားစုအပေါ်လေးစားမှုကိုပြသခြင်းဖြစ်တဲ့အပြင်တန်လမန်ရေးရတန်မိုးထားမှုကိုပြသရရတဲ့အတွက်အလွန်ကောင်းမွန်တဲ့တတိပေးချက်ဖြစ်တယ်လို့ထိုင်းနိုင်ငံရောက်ရွှေပြောင်းလုပ်သားတွေကမှတ်ချက်ပြုပါတယ် ထိုင်းမှာကပြည်မိသားစုအရေးကအထူးပါမခံတဲ့ကိစ္စရဲဖြစ်တဲ့အဲဒါကြောင့်ဝန်ထမ်းချင်းကာလာမှာမြန်မာနိုင်ငံသားတွေက အထူးကိယူပြုနေထိုင်ရမှာပါ။အရက်သေးစားတောက်စားတာရန်ကားတာတွေမပြုလုပ်ဖို့လိုပါတယ်။အခု NUG ကိုတိုင်းကတတိပေးထားတာဖြစ်လို့ကျွန်တော်တို့အားလုံးထိုင်းရဲ့တလေတိုင်းလိုက်နာဖို့လိုပါတယ်လို့ထိုင်းနိုင်ငံကိုတင်းရှောင်လာတဲ့တက်ကြွလှူရှာသူတဦးကပြောပါတယ်။ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံဟာ NUG နိုင်ငံတွေဖြစ်တာကြောင့်ထိုင်းပြည်သူတွေရဲ့နှက်ဆိုင်နဲ့ဝန်ထမ်းပူဆွေးမှုကို မြန်မာနိုင်ငံသားတွေကပါပါဝင်ဆင်နေတာဟာနှစ်နိုင်ငံပြည်သူတွေအကြားနားလည်မှုနဲ့ဆက်ဆံရင်ပုံမှုအခိုင်မာဖို့အထောက်အကူပြုနိုင်လိမ့်မယ်လို့သုံးသပ်မှုတွေလည်းရှိပါတယ်။ပြည်တွင်းနဲ့နောက်ဆုံးသတင်းတွေနဲ့စစ်မှုန်းတွေမထွက်ဖို့ရာတို့တို့ပြီးစီးဝင်းစင်းနေရတဲ့စစ်ကောင်ရှင်ကြောင်းဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်းမှာအင်အားဆုံးရှုံးမှုနဲ့တက်ပြင်းမှုနော်မြင့်တက်နေတဲ့စစ်ကော်မရှင်ဟာသူတို့အတင်အဓမ္မဆွဆောင်ထားတဲ့စစ်မှုထမ်းတွေထပ်မံထွက်ပြေးမှုမရှိစေဖို့ယာရုတိုးပေးခြင်းနဲ့စီယုံရင် လုပ်နေရတယ်လို့သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။အခုလိုစီယုံရင်ဆင်းနေရတာဟာစစ်ကော်မရှင်ရဲ့အင်အားစီးနှဲမှုကိုပြသနေတဲ့လက္ခဏာတရလည်းဖြစ်တယ်လို့တုံ့တက်မှုတွေလည်းရှိပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်ရှင်ကိုလက်နက်ကင်တွန်းလှန်နေတဲ့ PDF နဲ့တော်လိုင်းရင်လက်နက်ကင်အဖွဲ့တွေရဲ့ထိုးစစ်ကြောင့်စစ်တပ်ဘက်ကတေဆုံသူတောင်းကနဲ့နဲ့ထွက်ပြေးဒဏ်ရာရရှိသူများစွာဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီလိုဖြစ်ပေါ်ခဲ့တဲ့အတွက်စစ်မှုထမ်းတဲ့အင်အားဖြစ်တယ်မီစစ်မှုထမ်းတပ်သားအစ်တွေထွက်မပြေးဘူးအရာရှိငယ်တွေနဲ့ရဲဘော်တွေကို ပုံမှန်ထက်မြန်ဆန်စွာရာထူးတိုးပေးတာတွေကိုစစ်ကောင်ရှင်ကလှုပ်ဆောင်လာရလဲဖြစ်ပါတယ် ဒါတွေအပြင်စစ်ကောင်ရှင်ခေါင်းဆောင်တွေကိုယ်တိုင်တရင်ဌာနချုပ်တွေကိုတွားရောက်ပြီးတော့စစ်သားတွေကိုစီယုံပြီးနိုင်ငံတော်နဲ့ဘာသာသာသနာကိုကာကွယ်ဖို့စတဲ့စကလုံးရက်တွေနဲ့စိတ်သက်စီယုံမှုတွေလည်းလှုပ်ဆောင်နေရပါတယ်။စစ်ကောင်ရှင်ဟာသူတို့ဆုံးရှုံးခဲ့တဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်လည်းစစ်မှုထမ်းတပ်သားအစ်တွေကိုယာရုတုံးမြင်ပေးမယ်ဆိုတဲ့မျက်လုံးနဲ့အသေးခံတိုက်ခိုင်းနေပြီးအဲ့ဒီစစ်မှုထမ်းတွေဟာယာရုတိုးပေးဖို့ပဲထိုက်တန်တဲ့သူတွေမရှိသလောက်ဖြစ်နေရလို့စစ်ရေးတရင်ရင်းမြစ်တချို့က ပြောပါရယ်စိတ်ကော်မရှင်ဟာရာထူးထိုးစီယုံမှုနဲ့တက်တွင်းစီလုံးမှုကိုဆောင်ရွက်နေပေမဲ့အဲ့ဒီလိုဆောင်ရွက်ချက်ဟာခိတထိန်ထိန်မို့သာလောက်ဆောင်နိုင်မှာဖြစ်ပြီးရေရှည်မှာတော့စစ်တရဲ့တိုက်ခိုက်ဆွမ်းရင်ဟာပုံမို့ရော့ကြလာမယ်လို့လေ့လာသူတွေက သုံးသပ်ထားပါတယ်နောက်ဆုံးပြပါတဲ့နေနဲ့ဂျော်ဂျီယာနိုင်ငံနဲ့ UAE ရဲ့လိုက်ဝင်နေတဲ့တရုတ်သုံးတော့အဖမ်းခံရပြီဆိုတဲ့အကြောင်းပြောပြရင် MB ရဲ့နေလိုက်ငင်းတဲ့အစီအစဉ်ကိုအဆုံးသတ်လိုက်ချင်ပါတယ်ရှင်။ ဂျော်ဂျီယာနိုင်ငံအတွင်းမှာတရုတ်နိုင်ငံသား၃ဦးဟာနျူကလ িয়ার ထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့ UN ရဲ့တရားမဝင်ဝဲယူဖို့စူးစမ်းနေတဲ့အတွက်ဟန်စီခံခဲ့ရတယ်လို့ရိုက်တာသတင်းဌာနကပေါ်ပြထားပါတယ်။ ဂျော်ဂျီယာနိုင်ငံရဲ့ပြည်တွင်းလုံခြုံရေးဌာနကတရားဝင်နျူကလ িয়ার ပစ္စည်းဖြစ်တဲ့ယူရေနီယံ2ကီလိုဂရမ်ကိုဝယ်ယူဖို့စူးစမ်းခဲ့တဲ့တရုတ်နိုင်ငံသား၃ဦးကိုမြို့တော် Tbilisi မှာအော်တိုဝါ25ရဲ့မနေ့ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အခုလိုယူရေနီယံဝယ်ယူဖို့စူးစမ်းခဲ့တဲ့တရုတ်၃ဦးဟာအမေရိကန်ဒေါ်လာ၄သိန်းပေးချေဖို့စီစဉ်ထားပြီးရုရှားနိုင်ငံကနေတဆင်တရုတ်နိုင်ငံကိုတည်ယူဖို့ရွေးထားတာဖြစ်တယ်လို့ဂျော်ဂျီယာလုံခြုံရေးဌာနဒုတိယအကြီးအကဲကပြောကြားခဲ့ပါတယ်။ မဲ့ဝယ်ယူရတဲ့ရည်ရချက်ကိုတော့ပြောကြမှုမရှိခဲ့ပါဘူး။အခုဖန်ခံရတဲ့တရုတ်တုံးဟာတရားဝင်နျူကလ িয়ার ပစ္စည်းတွေကိုကန့်ကျင်မှုနဲ့စဲချက်တင်ခံရမှာဖြစ်ပြီးတော့အမြင့်ဆုံးထောင်ဒဏ်ဆန်တဲ့အထိချမှတ်ခံရနိုင်ခြေရှိတယ်လို့သူကဆက်ပြောပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ1991ခုနှစ်ဆိုဗီယက်ယူနီယံပြုတ်ကွဲပြီးတဲ့နောက်မှာကြန့်ရှိခဲ့တဲ့နျူကလ িয়ার ပစ္စည်းတွေရဲ့လုံခြုံရေးနဲ့တရားဝင်ကုန်တယ်မှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ဆဲဆုံးရများစွာစိုးရိမ်ပူပန်မှုတွေရှိခဲ့တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကလည်းဂျော်ဂျီယာမှာတရောင်စီတင်ပစ္စည်းတွေကိုတရားမဝင်ဝယ်ယူလက်ဝယ်ထားရှိမှုနဲ့စွန့်ပစ်မှုတွေကြောင့်ဂျော်ဂျီယာနိုင်ငံသားတအုပ်နဲ့တူရကီနိုင်ငံသားတအုပ်ကိုဖမ်းဆီးခဲ့ပါသေးတယ်။ ဲ့ဒီပစ္စည်းတွေဟာအသေးခံဘုံတစ်ခုပြုလုပ်ရန်အသုံးပြုနိုင်တဲ့အတွက်ဟန်းစီမှုတွေလုံဆောင်ခဲ့တာဖြစ်တယ်လို့ဂျော်ဂျီယာနိုင်ငံရဲ့လုံခြုံရေးဌာနကထုတ်ပြန်ခဲ့ပါသေးတယ်။ MPY နဲ့လည်းကင်ထင်ရရှိထားတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MPY ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမောတွေတည်ကြပါစေရှင်